မင်္ဂလာပါဒီနေ့မှာတော့ Great Noel English စာ Unit 2ကိုဆက်ပြီးတော့ဖတ်ပြမယ်နော် Unit 2 Lessons 5 D ဖတ်ပြပြီးပြီဆိုတော့ဒီနေ့ Lesson 6 The Noises Animals သူညံတော့ Dresser များကိုဆက်ပြီးတော့ဖတ်ပြမယ် Listen and see နားထောင်ပြီးတော့ like ပြောကြည့်မယ်ဒီ Lessons မှာကြာတော့သူကပုံပြအဲပုံပြဘယ်လိုပြောမလဲပုံပြစတိုရီပေါ့နော်ဇလန်လေးတပုတ် လိုမျိုးလေးသူကရေးထားတာကဲလိုက်ဆိုကြည့်မယ်နော် good night good night ကောင်းတော့ညပါဆိုပြီးတော့လူတယောက်ကအိပ်ဖို့ကြံတယ်အဲအဲ့ဒီမှာစလာပြီနော်အိပ်မယ်ဆိုတာမှမဒါဒါဒါဘာကောင်လေးလဲကြောင်ကြောင်လေးအားထအော်တယ်မြောင်းမြောင်းဆိုပြီးတော့ထအော်တယ်အဲ့ဒီမှာသူက be quiet be quiet ဘီခွိုင်းရဆိုတာတိတ်တိတ်နေလို့អော်တယ်เนาะပြီးတော့သူပြောပြီးတော့มา sorry မြောင်မြောင် sorry မြောင်မြောင်စိတ်မကောင်းပါဘူးမြောင်မြောင်ကြီးတဲ့ကဲចောင်းပြောရတော့နောက်တကောင်နောက်တကောင်လေဒါလေးကဘာလေးလဲဒါလေးကနွားနော်အဲ့ချက်မှာနွားထောက်အော်တယ်ဘူးဘူးဆိုပြီးတော့ထောက်အော်တယ်အမှ be quiet be quiet တိတ်နေပါ ပြီးတော့ sorry မုံမပူပူ sorry ပူပူစာစိတ်မကောင်းပါဘူးရေးဒါက तू ကပုံပြအာပုံပြဒီမှာဆက်လန်လေးစတိုဆက်လန်လေးဆိုတော့လေစတိုရီစင်စံဆက်လန်စင်စံလေးပဲပြောသွားလိုက်မယ်နော်ဒီမှာဖုန်းကြတော့အမားတကောင်ထောက်အောင်ပြန်ရော Who ဟုဝုဖူဆိုတာကခွေးဟောင်းတယ်ပေါ့နော်ခွေးရထားဟောင်းမြန်ရော be quiet be quiet တိတ်တိတ်နေပါ sorry ဝုဖူစိတ်မကောင်းပါဘူးဝုဖူကြီးတဲ့ဟုအမှပြီးွားတော့နောက်တကောင်ထားអော်တယ်ကြည်လိုက်ပါဘာကောင်လေးလဲစိတ်အမှစိတ်ကထားអော်ပြန်ရောပါပါဆိုပြီးတော့စိတ်ကထားអော်ပြန်ရော be quiet တိတ်တိတ်နေပါပြီးတော့ဒီမှာ sorry ပါပါစိတ်မကောင်းပါဘူးပါပါ诶ကဲအဲ့လိုမျိုးတကောင်မိတကောင်အော်အော်ပြီးတဲ့ချိန်မှာဒီမှာဒါဘာကောင်လည်းဖြစ်မလဲဂျပအမ်ဂျပကထပြီးတော့တော်နေ call a do do ဒါမျိုးစနောမြန်မာလိုဆိုအောက်အေးအေးအိုးပေါ့ကွယ်နော်အမှထားအော်လိုက်တဲ့ခါကျတော့အဲဒါဂျပတော်နေဆိုတော့ဘာဖြစ်ပြီလဲ morning ดิเนาะ morning ဆိုတော့သူကပြောတယ် oh no it's morning oh no it's morning ဆိုတာက oh morning ပြီပဲလို့ပြောတာဒါဆိုရင်တ냐လုံးကောင်းကောင်းမအိပ်ရပဲနဲ့ဒီအကောင်လေးတွေရယ်ဆူညံတန်နဲ့ဘာဖြစ်သွားလဲအမ်အရေးပြတ်သွားတာပေါ့เนาะဒီ lessons မှာကတော့ဒီလောက်ပဲဒါပုံပြ ပုံပြစတိုရီဆိုတော့လေသူကပုံလေးတွေကြည့်ပြီးတော့ခွေးကလေးဒီအကောင်လေးတွေရဲ့နှောက်ရက်တာကိုဇလန်လေးပုံစံလိုမျိုးလေးပြထားတာပေါ့နော်ရမယ်နော်